မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာတော့ဒီနေ့ညမှာကစားမဲ့ Champions League Semi Final ဒုတိယကြောပွဲစဉ်တစ်ပွဲဖြစ်တယ်။ဒီနေ့ညတနင်္ဂနွေမှာကစားမဲ့ Inter Milan နဲ့ Barcelona တို့ရဲ့ပွဲစဉ်ကိုဒီနေ့ဗီဒီယိုမှာကြိုပြီးတော့တုံ့တက်ပေးမှာပါ။အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မတုံ့တက်ပေးရမှာဆိုလို့ရှိရင်လည်းတခြားသောဒီ League ပွဲစဉ်တွေရဲ့တုံ့တက်ချက်တွေကို ဒါကျွန်တော်ရဲ့ Telegram channel မှာတင်ပြရဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram channel ကို join ချင်တယ်ဆိုလို့ရှိရင်ဒီ video အောက်က comment မှာဒါ Telegram channel link ကိုချပေးရအောင်။အခုတော့ဝင်ပြီးတော့ join ချလို့ရတယ်ပေါ့။အဲ့တော့ဒါဒီနေ့ပွဲစဉ်ကဒါ Champions League semi final ရဲ့ဒုတိယအကြိုပေါ့နော်။ဒီပထမအကြိုတော့ဘာစီကတွေ့ရဲ့အင်္ဂွေမှာကစားတော့တစ်ဖက်ကို သုံးကိုးစီနဲ့ဒီရလဲထွက်ခဲ့တယ်ဘောနော်အဲ့တော့ဒီတစ်ဖက်ကအင်တာမီလန်ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ဗီရိုနာနဲ့ကစားတယ်တကူကိုမရှိနဲ့နိုင်ခဲ့တယ်ဘောနော်ပြီးတော့အဲ့ဒီနိုင်ဝဲကပြောမယ်ဆိုလို့ရှိရင်အင်တာမီလန်အတွက်နောက်ဆုံး၅ပွဲစတိုင်းမှာနိုင်ဝဲပြောင်းနေမှုသူတို့ရပ်တန့်နိုင်ခဲ့တယ်ဘောနော်ပြီးတော့အင်တာကဗာစီကိုသူတို့ရဲ့အင်ကွင်းမှာနောက်ဆုံးအဲ့ခံကစားခဲ့တဲ့ရောင်ကဒါ2022ခုနှစ်တော့ဘောနော်အဲ့တော့အင်တာက1စီနဲ့နိုင်ခဲ့ဘူးလေပြီးတော့ပထမကျော်ထိတ်တိုက်တွေးဆောင်ခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ပြန်ပြီးသွားကြည့်မယ်ဆိုလို့ရှိရင်တော့တစ်ဖက်၃ခုစီတီရလဲထွက်ခဲ့တဲ့ဆိုပေမဲ့လို့ပွဲရဲ့အချက်လက်တွေကိုကျွန်တော်ပြန်ကြည့်ရင်တော့ဗာစီက ပို့ပြီးတော့တားခဲ့တယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဒါဘာစီလိုနာကဘောလုံးပိုက်ဆံမှု82ရာခိုင်နှုန်းတိရှိခဲ့တယ်ပြီးတော့ဂိုးပေါက်ကန်ချက်19ချိန်နဲ့ဒါဂိုးပေါက်တဲတဲ့ကန်ချက်စုစုပေါင်း၉ကြိမ်တည်းရှိခဲ့တယ်ဘောနော်ဒီတစ်ဖက်ကအင်တာကကျတော့အိပ်ပွဲစဉ်မှာဆိုလို့ရှိရင်ဂိုးပေါက်ကန်ချက်၇ကြိမ်ရှိခဲ့ပြီးတော့၇ကြိမ်မှာ၃ကြိမ်ကဂိုးပေါက်တဲတယ်ဘောပြီးတော့အဲ့ဒီဂိုးပေါက်တဲခဲ့တဲ့၃ကြိမ်လုံးမှာလည်းအင်တာက၃ဂိုးတည်းရခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာအင်တာနေနဲ့ပထမအကြော့တုံးကလိုမျိုးဂိုးပေါက် ကန်ချက်ဒါအတိအကျနဲ့ကိုရဖို့ဆိုတော့ဒီနေ့ပွဲစဉ်မှာကျင်းတိပေါခက်ခဲနိုင်တယ်။ဘာစီကလည်းဒါအဝေးကွင်းဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ခန့်စစ်ကိုလည်းဒီနေ့ပွဲစဉ်မှာကြိုပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်။ပြီးတော့ဒီအင်တာမီလန်ရဲ့ဒါနောက်ဆုံးကစားခဲ့တဲ့၅ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်၃ပွဲကသူတို့ကိုမရခဲ့ဘူး။ဝင်ပြီးတော့အဲ့ဒီ၃ပွဲထဲမှာဆိုလို့ရှိရင်လည်းသူတို့1-0နဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကလည်း2ပွဲတိတိပါတယ်ပေါ့နော်။ဒီဘာစီရဲ့နောက်ဆုံးကစားခဲ့တဲ့ ဝေးကွင်း၄ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဝမ်စီနဲ့အနိုင်ရခဲ့တာစုစုပေါင်း၂ပွဲပါတယ်ဘောနော်အဲ့တော့ပြီးတော့ဘာစီကနောက်ဆုံးကစားရေးပွဲစဉ်မှာဆိုလို့ရှိရင်သူပယ်လာတိုရီနဲ့ကစားတယ်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူရဲ့အဓိကကစားသမားတချို့အနားပေးခဲ့ပြီးတော့ကစားခဲ့တယ်ဘောနော်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘာစီကနှစ်ဂိုးလိုနဲ့နိုင်ခဲ့တယ်ဘောနော်ဒါမှမဟုတ်နောက်ပိုင်းမိနစ်တွေမှာတော့သူရဲ့အဓိကကစားသမားတချို့အဲ့ဒီပွဲစဉ်မှာထည့်သွင်းခဲ့တယ်ဘောနော်ပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ပွဲကလည်းဘာစီလိုနာအတွက်ဒီပွဲ30မှာဒီ23ပွဲမြောက်နိုင်ွယ်ဖြစ်ခဲ့တယ်ဘာလို့ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်ဘာစီက ဒီ travel ရရှိနိုင်မဲ့ဘောလုံးရည်တခုကိုလည်းသူဖြတ်တန်းနေတယ်။မဟုတ်ပြီးတော့ Copa del Rey မှာဆိုလို့ရှိရင်လည်းသူ champion ဖြစ်ထားတယ်။ပြီးတော့ La Liga မှာဆိုလို့ရှိရင်လည်းသူတို့ champion ဖြစ်ဖို့တော်တော်လေးကိုအခြေအနေကောင်းတယ်။မဟုတ်ပြီးတော့ Champions League မှာဆိုလို့ရှိရင်လည်းသူတို့ဒီ semi final ထိရောက်ထားအောင်ဘာစီရဲ့2000ပိုနဲ့2015တော့ရရှိခဲ့တယ်။တရားဒီအတွင်း Flat 3လုံးရရှိခဲ့တယ်။မှတ်တမ်းတခုကို တို့လက်ရှိမှာပြန်ပြီးတော့စူးစမ်းဝင်ရှိရယ်ပေါ့နော်ပြီးတော့ဘာစီကပြောမှဆိုရင်လက်ရှိမှာတော်တော်လေးပုံစံကောင်းနေကြနေတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့ပွဲစဉ်မှာတို့အင်တာကိုမရှုံးအောင်ကစားနိုင်လမ်းရှိတယ်အင်တာကလည်းပြောမှဆိုလို့ရှင်အိမ်ကွင်းမှာဆိုလို့ရှင်ကစားဖို့မှာတယ်ပေါ့နော်ပြီးတော့တို့ရဲ့ခံစစ်ကလည်းကြည်ကြည်လေးလေးကစားတတ်တာကြောင့်ဒီနေ့ပွဲစဉ်မှာဒါပထမအကြော့နဲ့ ရလနဲ့ပြောင်းပြန်ဖြစ်သွားနိုင်တယ်ပြီးတော့အတွင်းကိုတွေနေပါသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့အဲ့တော့၃ကိုသွင်းပြား၃၀ရှုံမဲ့ကိုပေါင်းကြီးတစ်ခုမှာဒါပရမောသောအနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်ကိုယ့်အကိုရွေးချယ်ပေးခြင်းနဲ့ဘာလို့ပြီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှင်ကျွန်တော်ဘာစီကိုသဘောကျအဲ့တော့ဒီပွဲမှာဘာစီကသူရဲ့တိုက်စစ်ပိုင်းမှာလီယိုဒေါစကီတန်ရာကြောင့်မပါဝင်နိုင်ဘူးဆိုပေမဲ့လို့ဒါပြီးခဲ့တဲ့ပရမအကြော်တော့ကဆိုလို့ရှင်လဲဒါဒီဖာရန်ဒေါ်ရဲ့ဝင်ပြီးတော့ကစားသွားတယ်ဘာလို့အဲ့တော့ဆိုလို့ရှင်လဲ ဒီအဲ့ကစားသမားကိုပေါက်တွေးခဲ့တယ်ဆိုတော့ဒီနေ့မှလည်းဘာစီရတိုက်စစ်တော့အရင်ကြီးစိုးရင်စရာမရှိဘူးလို့ကျွန်တော်ထင်တယ်။အဲ့တော့ Farando ရဲ့ဦးဆောင်တဲ့တိုက်စစ်မှလည်းဘာစီဒီတွင်းကိုရရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့တေချာမှ ဆန္ဒပြပဲရှုံမဲ့ဗာစီဘက်မှာနေရတာဒီပွဲအတွက်တန်လင်းဝင်လို့ကျွန်တော်ထင်တယ်ဘာလို့ပြီးတော့ဒီပွဲအတွက်ကိုရလက်အနေနဲ့ဆိုလို့ရှိရင်ဒီ1-0တော့တော့မဟုတ်1-1လောက်နဲ့ပွဲပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့အဲ့ဒီနေ့မှာတော့ကျွန်တော်နှစ်ခုကိုရွေးချယ်ပေးမယ်ဒီဗာစီနဲ့ကိုဘောက်ကိုရွေးချယ်ပေးမယ်ဘာလို့ပြီးတော့ဒီနေ့ပွဲစဉ်အတွက်ညီကိုလို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်ကကောမန့်မှာဝင်ပြီးတော့မှတ်သားပေးလို့ရတယ်ဘောနော်